မင်္ဂလာပါရှင်တင်းလာရီတိုင်းတင်းဌာနမနက်ခင်းတင်းအစီအစဉ်ရဲ့မေလ၁၂ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာဖြစ်ပါရဲ့ရှင်တင်းလာရီတိုင်းတင်းဌာနရဲ့မနက်ခင်းတင်းအစီအစဉ်ကို အပတ်စဉ်တင်းလာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင် မွန်ပြည်နယ်ရေမြုနယ်မှာနေမြေရှင်းလင်းဖို့လာတဲ့စစ်ကောင်စီပူပေါင်းစစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ဘက်ကစစ်ဗိုလ်မှူးတဦးအပါအဝင်၄ဦးသေဆုံးခဲ့ပါတယ်။အခုလ10ရက်နေ့မနက်7:00နိုင်ဝင်းကျင်ကရေမြုနယ်လမိုင်းမြို့ဘက်ကအမတ၃ရခေါ်တက်ရင်ခလာရ၁၆တက်ရင်နဲ့ခမရ988တရင်တွေက အင်အား80ကျော်ပါတဲ့စစ်ကြောင်းကိုကော့ချရွာအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ အဲဒီစစ်ကောင်စီစစ်ကြောင်းကိုဘီဝါ33ဒေါနာတယင်ခြေမုံကြီးတက်ခွဲနဲ့ KNL တယင်29လက်အောက်ခံတပီရှူတီအဖွဲ့ပါဝင်တဲ့ပူပေါင်းစစ်ကြောင်းကနေကြားဖြတ်တိုက်ခိုက်ခဲ့တာပါအဲဒီတိုက်ခိုက်မှုမှာ ခလာရ106တက်ကဒူးအရာခံဘိုးအပါဝင်၄ဦးတည်ဆုံခဲ့ပါတယ် သွေးလွန်တုပ်ကွေယောဂါနဲ့ဒဝဲစည်းရုံမှာစေကူတမှုခံယူနေတဲ့ဒဝဲမျိုးတလိုင်းမရက်ွက်ကအသက်6နှစ်အရွယ်ကလေးငယ်တူအခုလ9ရက်နေ့မှာတည်ဆုံခဲ့ပါတယ်။ပြီးခဲ့တဲ့လကစလို့ဒဝဲခင်အတွင်းကကလေးငယ်တွေမှာသွေးလွန်တုပ်ကွေအဖြစ်များလာပြီးဒဝဲစည်းရုံကြီးမှာလည်းသွေးလွန်တုပ်ကွေလူနာများလာတယ်လို့သိရပါတယ်။ခရင်ကျမ်းမရေအဖွဲနဲ့အရေးပေါ်ကယ်ဆယ်ရေးအဖွဲတို့ကတော့မင်းကစပြီးချင်းစည်းဖြန့်ရတဲ့ ိုးလောက်လန်စေးခတ်တာတွေကိုလိုက်လံလှုပ်ဆောင်နေရလို့သိရပါဗျ။ပြည်ရင်းမှာစံကုံတွယ်ဖို့အတွက်ကိုတရင်ဖို့စနစ်ကျစ်သုံးရမယ်လို့စစ်ကောင်စီကမြန်မာနိုင်ငံစံစပါအသင်းချုပ် MRF ကိုညွှန်ကြားထားပါဗျ။အခုမေလာကစလို့ဆံပွဲရုံတွေလက်လိဆံတွေနဲ့ဆံအကျိုးဆောင်တွေဟာသတင်းပို့စနစ်ကိုစစ်သုံးကြဖို့ညွှန်ကြားထားတာပါသတင်းပို့စနစ်မှာတက်မှတ်ရည်ညွှန်းစည်းတွေအတိုင်းရောင်းဝယ်ဖို့နဲ့ တူလောင်ယုံမှတ်ပုံတင်စနစ် MYRO မှာတတ်မှတ်ချက်တွေနဲ့အညီမှတ်ပုံတင်ဖို့လစဉ်ကုံရကုံထုတ်ကုံလွက်ကြံစီရင်ကိုတတ်မှတ်ရအတိုင်းစီရင်ရည်သွင်းဖို့စံစပါအတင်းချုပ် MRF ကဆိုပါတယ်။လုံလုံမြို့နယ်ညင်းမုံကြီးရွာမှာ69ကြိမ်မြောက်ပစုံညောင်ရီ၃ဘဲကိုမင်းကစီစီကာကာကျင်းပခဲ့ကြပါတယ်။အဲ့ဒီပွဲတော်မှာပွဲစံလက်ပွဲကိုပါထည့်သွင်းကျင်းပခဲ့ပြီး ဒီသားခံ3000လောက်အထိပါဝင်ဆင်နွှဲခဲ့တယ်လို့သိရပါဗျ။မြင်းမျိုးကနေတနင်္သာရီမျိုးဘက်ကိုတွားရောက်ဈေးရောင်းနေတဲ့ဈေးကားတွေကိုစစ်ကောင်စီကဖမ်းဆီးပြီး3လဈေးလောက်မရောင်းတော့ဘို့ခံဝင်ထိုးခံခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။အခုလ9ရက်နေ့ကမြင်းမျိုးကနေတနင်္သာရီမျိုးဘက်ကိုတွားရောက်ရောင်းချတဲ့ဈေးကားတွေကိုမြင်းမျိုးအထွတ်ကျင်းနှံတိုင်းစစ်စီရေးကိမှာစစ်တပ်ကဖမ်းဆီးထားခဲ့ပြီးညနေပိုင်းပြန်လည်ပေးချင်း သုံးလဈေးလာမရောက်တော့ဖို့ခံဝင် ထိုးခိုင်းခဲ့တာလို့ဆိုပါတယ်။အခုနှစ်အစပိုင်းကစလို့တင်းနှောင်းရီမြို့နယ်ကိုပို့တဲ့ဈေးကားတွေနဲ့စားသောက်ကုန်တင်းတဲ့ကားတွေကိုစစ်တပ်ကစက်တိုက်ဆိုသလိုဖမ်းဆီးနေတာဖြစ်ပါတယ်။တင်းနှောင်းရီတိုင်းအပါဝင်ပြည်နယ်နယ်တိုင်းခုနှစ်ခုမှာနေရွက်ကြောင်းမိုးကြီးနိုင်ပြီးလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာနဲ့မိုးသီးကျွာတွေဖြစ်နိုင်တယ်လို့စစ်ကောင်စီမိုးစလာကမနေ့ကထုတ်ပြန်ပါတယ်။ ။နောက်နေ့ရက်အထိလဲမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာမိုးဆက်လက်ရွာသွန်းနေမယ်လို့မိုးစလာကဆိုပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။